မန္တလေးလာရှိုလမ်းမိုင်းပြန်သုံးလို့ရပါမယ်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေကြောင့်ငွေကြေးကုန်ကြတာတွေများနေတယ်လို့လမ်းအသုံးပြုသူတွေကပြောပါတယ်ထပ်အောင်သတင်းပေးပို့ထားတာပါရှင်တရုတ်မြန်မာကုန်သွယ်လမ်းကြောင်းရဲ့အရေးကြီးဆုံးလမ်းမိုင်းဖြစ်တဲ့မန္တလေးလာရှိုလမ်းမိုင်းဟာ၁၀၂၀ခုစစ်ဆေးအောင်မြင်မှုနဲ့အတူပိတ်ဆို့နေကြတာပါစစ်ကောင်စီဘက်ကပြည်တော်လမ်းမကြီးတစ်ချောင်းမှာရှိတဲ့နောင်ချိုကျောင်းမဲ့တီဘောတို့ကိုပြင်းထန်ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီးပြန်သိမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာတော့မန္တလေးလာရှိုလမ်းကိုကားနဲ့သွားလာလို့ရပြီလို့လမ်းအသုံးပြုသူတွေကပြောပါတယ် ဒါပေမဲ့စစ်ကောင်စီဂိတ်တွေကလမ်းမတရှောင်း20ကျော်ရှိနေတယ်လို့ဆိုပါတယ်။ဒါကြောင့်တကိတ်ကို1000ကနေ2000 3000ထိပေးနေရပြီးစုစုပေါင်းဆိုရင်3လသိန်းဝန်းကျင်ထိကုန်ကြနေတယ်လို့လည်းလမ်းသုံးပြသူကပြောပါတယ်။စုစုပေါင်းဆိုရင်ဂိတ်20ထက်ရှိတယ်ဗျ။တကိတ်ကို1000ပေးရတယ်လည်းရှိတယ်။ဒီဂိတ်တွေဆိုရင်2000 3000တောင်းတောင်းတာလည်းရှိတယ်။မကုန်းဆိုရင်3လသိန်းပဲ။ဒီဂိတ်တွေဆိုမူးနေတဲ့ကောင်တွေလည်းရှိသေးတယ်လေ။တောင်းတော့ပေးရတာပဲ။ ဒါကအင်စီကားနဲ့ကားသေးတွေရဲ့ကုန်ကျစရိတ်ပါလက်ရှိမှာတော့တိုက်ပွဲအတွင်းပျက်စီးသွားတဲ့ဂျင်စီတရားနဲ့ကိုရင်းတရားတွေဟာယာယီအသုံးပြုလို့ရရုံပဲပြင်ဆင်ထားတာကြောင့်ကုန်ကားကြီးတွေတော့တွာလာလို့မရသေးပါဘူးကုန်ကားကြီးတွေဟာနောင်ချိုတိပဲသွာလာလို့ရသေးပြီးနောင်ချိုနဲ့ပြုံးလင်ကြမှာလဲဂိတ်ပေါင်း၉ဂိတ်ထက်မနည်းရှိနေတယ်လို့စီးလေးလာသုံးသက်သူလူဖြစ်တဲ့ကိုစင်ယောကပြောပါတယ်။ကုန်ကြားစိတ်ကလည်းတသိန်းခွဲကနေ၃သိန်းဝန်းကျင်ထိပေးနေရစေလို့ဆိုပါတယ်။ပြေ ောင်ချိုးပဲချမ်းပေါ့အဲ့မှာဗန်ပွေးတို့ဝက်ဝင်းတို့ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ရေဝင်းတို့အဲ့ပဲချမ်းနေမှာခိတ်တရအရင်လိုပဲအရှိုးအရှိုးပြန်ပေါက်လာတယ်အဲကျွန်တော်တို့ဒီကုံကားကြီးတစည်းဆိုရင်အဲ့နောင်ချိုးနဲ့လာရှ်နောင်ချိုးနဲ့ပြုံးလင်လားပိုင်းမှာပဲเนาะပြုံးပြုံးလင်လားပိုင်းမှာတယ်ကျွန်တော်တို့အ ਨੇ ဆုံး၈ခိတ်၉ခိတ်လောက်ရှိပြီးတော့သသိန်းဝဲကနေ၃သိန်းလောက်ထိကာမျိုးစားတွေပေါ်မှာမူတီပြီးပေးနေရတယ်လို့ပြောတယ်ဗျာ ါပဲထုံးစံတိုင်းဘောစတက်ကတိုက်ပြီးတော့အဲမှာရဲဘက်ကကောက်တယ်လို့ကြာနေတခြားဖွဲ့စည်းတွေကကောက်တယ်ဆိုပြီးတော့ပြောနေတာတကယ်တမ်းကတော့အတူတူပဲစနေစက်ကွန်စစ်စင်မှာတရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းတွဲအရေးကြီးတဲ့ပြည်တော်စုလမ်းလမ်းလျှောက်မှာရှိတယ်။လာချိုတီဘောကြောင်မဲနောင်ချိုပါဝင်ချမ်းမြောက်ကမြို့နယ်အများစုကိုတလိုင်းအင်အားစုတွေဘက်ကသိမ်းပိုင်နိုင်ခဲ့ပြီးကုန်သွယ်လမ်းကြောင်းပိတ်ဆို့ခဲ့တာပါ။ကုန်သွယ်လမ်းကြောင်းပြန်ပွင့်ဖို့အတွက်တရုတ်ရဲ့ PR ပေးမှုကလည်းပိုပြီးပြင်းထန်လာခဲ့တဲ့နောက်လာချိုကိုစစ်ကောင်စီတန်းပြန်လွှဲပေးခဲ့ရပါတယ်။တစ်ဆက်တည်း စစ်ကောင်စီကနောင်ချိုတစတဲမှာပဲစစ်ကောင်စီကနောင်ချိုကြောင်းမဲ့တီဘောတို့ကိုဇက်တိုက်ဆိုလိုပြန်လဲထိုးစစ်ဆင်တိမ့်ပိုက်ခဲ့တာကြောင့်လက်ရှိမှာတော့လမ်းကြောင်းကပြန်ပွင့်လာတာပါဒါပေမဲ့လည်းနေမြေစိုးမှုဖို့နဲ့ပျက်စီးနေတဲ့လမ်းပိုင်းကိုပြန်ပြင်ဖို့တွေလည်းရှိနေတာကြောင့်ကုံသွေးကြီးကပြေးဝါလဲပတ်ဖို့တော့မလွယ်သေးဘူးလို့ဆိုကြပါတယ်ကျွန်တော်ထအောင်ပါ